င်္ဂလာပါရှင်တမူးမြို့နယ်ကဘောခြိုင်ဝမ်းဒေသကိုပြန်လည်သိမ်းယူပြီးမဏိပူရာပြည်နယ်အတွင်ထည့်သွင်းပေးဖို့မဏိပူရာအမတ်ကအိန္ဒိယလွှတ်တော်မှအဆိုတင်သွင်းလိုက်ပါတယ်ချင်းလူမျိုးတွေအများပြားနေထိုင်ကြပြီးအိန္ဒိယမြန်မာနယ်စပ်မှာတည်ရှိတဲ့တမူးမြို့နယ်ကဘောခြိုင်ဝမ်းဒေသကိုပြန်လည်သိမ်းယူပြီးမဏိပူရာပြည်နယ်အတွင်ထည့်သွင်းပေးဖို့မဏိပူရာပြည်နယ်ပါလီမန်လွှတ်တော်အမတ်လင်ရှမ်းမာဆနာချောင်းပါကမလ၁၀ရက်နေ့ကကျင်းပတဲ့အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ အိန္ဒိယအစိုးရကိုအဆိုတင်သွင်းခဲ့ပါတယ်။1834ခုနှစ်ကဘော်ချိုင်ဝမ်သဘောတူညီမှုနဲ့1826ခုနှစ်ရနပိုစာချုပ်အရသတ်မှတ်ထားတဲ့ရော်ကြီးကိုမြန်မာနိုင်ငံအားဆက်လက်ပေးချေစေခြင်းဒါမှမဟုတ်လက်ရှိမြန်မာနိုင်ငံပိုင်နယ်ထဲမှာရှိနေတဲ့ကဘောချိုင်ဝမ်ဒေသကိုပြန်လည်သိမ်းယူပြီးမနီပူရာပြည်နယ်တဲကိုထည့်သွင်းဖို့မနီပူရာပြည်နယ်ပါလီမန်လွှတ်တော်အမတ်လေရှာမာဆနာချောင်းမားကအိန္ဒိယဘဝအစိုးရကို မတ်လ10ရက်နေ့ကပါလီမန်အထက်လွှတ်တော်အစည်းအဝေးမှာတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။အမတ်စနာချောင်းဘွားကကဘောချိုင်ဝမ်းဒေသဟာ22တသမ213စတူရန်ကီလိုမီတာကျယ်ဝန်းပြီး1450ခုနှစ်ကတည်းကမနီပူရာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခါမနီပူရာရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့ကြောင်း1953ခုနှစ်မတ်လ3ရက်နေ့မှာအိန္ဒိယရဲ့ပထမဦးဆုံးဝင်ကြီးချုပ်ဇဝါဟာလာနေရူးကမြန်မာဝင်ကြီးချုပ်ဦးနုနဲ့ ျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာကဘော်ချိုင်ဝမ်ဒေတာကိုမနီပူရာပြည်နယ်အစိုးရနဲ့တိုင်ပင်မှုမရှိဘဲမြန်မာနိုင်ငံထံကိုလက်ဆောင်အဖြစ်ပေးရခဲ့ကြောင်းအခုလိုပေးရခဲ့တဲ့ဂျဝါဟာလာနေရူးရဲ့လှုပ်ရဟာမနီပူရာပြည်နယ်ရဲ့တမိုင်းမှာအမောင်ဆုံးအချိန်လို့လွှတ်တော်မှာဆွဆဲပြောဆိုခဲ့ပါတယ်နေရူးရဲ့လှုပ်ရကိုတမိုင်းဝင်အမကြီးတကူလို့သူကခေါ်ဆိုပြီးမနီပူရာပြည်သူများကလည်းဒီလှုပ်ရအတွက်နေရူးနဲ့ကွန်ကရစ်ပါတီကိုဘယ်တော့မှခွင့်မလွှတ်နိုင်ကြောင်းပြောဆိုပြီး ကဘောခြိုင်ဝန်းဒေတာပြန်လည်သိယူဖို့ဒါမှမဟုတ်1834ခုနှစ်ကဘောခြိုင်ဝန်းဒေတာကဘောတူညီချက်အရမြန်မာနိုင်ငံကမနီပူရဘရင်ခံကိုလာဆယ်ရူပီငွေ900ကိုရောကြီးအဖြစ်ပေးဆောင်ရန်သဘောတူထားခဲ့ကြကြောင်းမြန်မာဘက်ကရောကြီးငွေတွေကိုဆက်လက်ပေးချေနိုင်ဖို့ဂျာဝီစစ်ဆက်တာတွေလှုပ်ဆောင်ပေးဖို့မနီပူရပြည်နယ်ပါလီမန်လွှတ်တော်အမတ်ကအိန္ဒိယထက်လွှတ်တော်မှာအိန္ဒိယအစိုးရကိုအဆိုတင်သွင်းခဲ့တာပဲဖြစ်ပါတယ်ရှင်